င်းတရားမြို့နယ်၁၈ရက်ကွယ်တခင်ဖိုးလာကြီးလေးလန်းနဲ့ငါလန်းကြမောင်းမက်ရှလာ၂၅ရက်နနက်၄နာရီအချိန်ကထက်တိုးတလန်းနဲ့မွေးကင်းစကလေးငယ်တို့တွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကစွန့်ပစ်ခဲ့တဲ့ကလေးငယ်မိဘတွေကိုစုံစမ်းသိရှိပြီးဖြစ်ကောင်းစစ်ပွဲရေးအစမပြေမှုတွေကြောင့်စွန့်ပစ်ခဲ့ရခြင်းဖြစ်တယ်လို့ဝန်ခံထားကြောင်း၁၈ရက်ကွယ်အုတ်ထုတ်ရေးမှုရဲ့ပြောကြားချက်အရသိရပါဗျာ ကလေးငယ်ကိုဆွန့်ပစ်ခဲ့တဲ့ကလေးမိဘတွေဟာ ARD တိုင်းဒေသကြီးမူဦးဝင်းမြို့နယ်ကဖြစ်ပြီးရှမ်းဝန်းတိုင်းဒေသကြီးလိုင်းတရာမြို့နယ်ဆစ်ရှိရက်ွက်အတွင်းနေထိုင်တာ၃လပဲရှိသေးတယ်လို့လည်းသိရပါဗျ။စီပွားရေးအစမပြေတာကြောင့်စွန့်ပစ်ခဲ့ရတာပါလို့ဝန်ခံထားခဲ့ပြီးခလေးငယ်ကိုလည်းရက်ွက်အတွင်းမှာနေထိုင်တဲ့ရေသက်လုပ်ငန်းလုပ်ကိုင်တဲ့ဇနီးမောင်နှံကအမွေစားအမွေခံအဖြစ်မွေးစားလိုက်တယ်လို့လည်းသိရပါဗျ။ကျွန်တော်တို့လူထုံးလုံးကြီးတွေနဲ့အညီရက်ွက်အတွင်းနေထိုင်သူတွေကိုလိုက်လံစစ်ဆေးခဲ့ရမှတဆင်ခလေးစွန့်ပစ်ခဲ့တဲ့လူတွေကိုစုံစမ်းသိရှိခဲ့ရတာပါလို့ ဆရှိရွက်အုပ်ချုပ်ရေးမှူးဦးဝင်းအောင်ကခုလိုပဲပြောပါတယ်။ဆန်းဆန်းတွေးတွေးခြင်းပေါ့။ဟုတ်။ဆန်းဆန်းတွေးတွေးတဲ့ကိုမြင့်စွာကိုမြင့်စွာရဲ့တရင်ပူကျဲအရာပြီးတော့ဒီပြန်ဝင်ရင်ကျွန်တော်စေရင်မူရှာရင်မူတွေရဲ့ဟိုလိုက်လံစုံစမ်းချက်အရာတော့ဝင်ရင်ထောက်လန်းလိုက်တဲ့အခါမှာတိကျတဲ့တေချာတဲ့အဖြစ်တခုကိုရပြီရတဲ့အခါမှာကျွန်တော်တို့ကဒီကောင်မလေးကိုတော့မခေါ်ဘူးသူခင်မုန်းဖြစ်သူကြော်ဝင်းသူကိုခေါ်လိုက်တယ်ခေါ်ပြီးတော့သူ့ကိုမြင်ပြန်လိုက်တယ် မြင်မြင်လိုက်တဲ့အခါမှာတန်းနိုင်ကုန်ဟိုဒီမီလိုကိစ္စမျိုးတွေကတော့လိန်လို့ရတဲ့ကိစ္စတွေပဲဒါပေမဲ့လိန်မရအောင်ကျွန်တော်နီးကျွန်တော်ဟန်နဲ့လိလာရတယ်လိလာပြီးတော့မှဟုတ်ပါပြီမှန်ပါပြီဆိုပြီးတော့သူဝန်ခံတော့မှဝန်ခံတော့မှကျွန်တော်တို့ကဆက်ပြီးတော့ဆောင်ရတယ်ဆက်ပြီးဆောင်ရတဲ့အပေါ်မှာအဲအဲ့ကြတော့နေမီကန်ရေခဲကနေရင်တက်ချက်ဒုတက်ချက်နော်တက်ချက်နေရနေရတက်ချက်မောင်းနိုင်ကိုခေါ်လိုက်တယ် ပုံမောင်းတိုင်းကိုခေါ်ပြီးတော့မှစစ်ချက်ယူလိုက်တယ်ကျွန်တော်တို့ကတော့အရင်ဆုံးရောက်အောင်ဖော်ပြီးသွားပြီပေါ့သူတို့ကတော့အကုန်လုံးအားလုံးအစင်းနှင်းဖြစ်တော့မှကျွန်တော်လမ်းပေါ်တာလမ်းခေါ်ပြီးတော့မှဒီဟာကိုဆက်လက်ပြီးတော့ရေးရေးပိုင်တဲ့ပြေစာဖြစ်နေတယ်လို့ကျွန်တော်သက်ဆိုင်ရာနေမီနေရင်နေမီကတောင်းရင်နေရင်ကျွန်တော်တွေ့ပြီးတယ်တွေ့ပြီးပြီးတော့မှသူတို့လင်မယားလျောက်ကိုတောင်းကြီးမြောက်အောက်စကန်ကိုစကန်ကိုခေါ်သွားတယ်စကန်ကိုခေါ်သွားပြီးတော့မှအမှုပိုင်ရပြီးတော့စစ်ချက်ယူတယ်အမှုကတော့

ကလေးငယ်ကိုမတ်လ25ရက်နေ့နနက်၄နာရီအချိန်ကလှိုင်တန်ရမြို့နယ်18ရပ်ကွက်တခင်ဖိုးလာကြီးလေးလန်းနဲ့ငါလန်းကြမှောင်းဝေကင်းစကလေးငယ်ရဲ့ငိုတန်းကြတာကြောင့်လမ်းတွေးနေထိုင်သူတွေကတွားရောက်ကြည့်ရှုကြရကနေအိမ်တော်ဖေးလမ်းကြောင်းမှာရှိတဲ့အိမ်သားများပေါ်မှာတွတွိနဲ့မျက်ချောင်များခံကအဝတ်စနဲ့ပတ်ထားတဲ့ဝေကင်းစကလေးငယ်ကိုတွေ့ရှိခဲ့ပါတယ်။ကလေးငယ်ဟာယောက်ျားလေးဖြစ်ပြီးစတင်တွေ့ရှိချိန်အဲ့ဒီကလေးငယ်မှာကြွက်ပြွက်စိတ်နဲ့ချင်းတွေကိုက်ခံထားရတဲ့ဒဏ်ရာတွေရရှိထားပြီးထကြွတလန်းနဲ့တွေ့ရှိခဲ့ရတယ်လို့လည်းသိရပါဗျ။